ရန်ဟိုရင်မစ်ပွဲတော့ဟောရန်နဲ့အင်တာဗျူးရအောင်အဲ့လိုမျိုးပါကိုရန်နေနဲ့အင်တာဗျူးရအောင်တိသွားလို့ဟိုဘယ်နေရာဝဲသွားသွားကိုကိုမြင်လို့ရှိရင်လေကြည့်နေတော့ကိုစိတ်ကျမှာပေါ့ကိုကမှန်တော့ဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့နမောနမဲအဲ့လိုနေလိုက်တာပေါ့နော်ဒါပေမဲ့သူတို့စိတ်ကျမှာတော့ဒါကိုရန်အောင်နဲ့ဖြူးထားတဲ့လက်ချိုဆိုပြီးတော့အဲ့လိုမျိုးအမှတ်တရရှိအဲ့လိုအမှတ်တရလေးပေါ့နော်ပြောနေတာစိတ်ကျမှာပေါ့နော်အမတို့ကပလာဟိတန်တူမှာပေါ့အင်းကမြည်ရတယောက်ပဲရှိတာတားတယောက်မြည်တယောက်ပဲရှိတာလေအဲ့ဒါလေးကိုမှမချို့ကအ ဘေးကလေးတွေပေါ့နော်မိသားစုလေးကိုဟိုမောင်ရှင်းောင်း၅ပါးရယ်နာသား၅ပါးရယ်ကိုမချွတ်ပလာဟိတလှူပေးမှာအပြည့်အလှူမှာလဲအဲမိသားစုလိုပဲလှူပြီးတော့အခုငွေလည်းမခံဘူးဒီလိုမိတ်ဆွေတွေက အကုန်လုံးအားလုံးပေါ့နော်ပလာဟိတပုံစံမျိုးနဲ့မချွန်တူတာပါလူရွေးချင်လဲဆိုကိုကကြီးလိုက်တာပေါ့ရက်ထဲမှာနည်းနည်းပေါ့နော်မိသားစုတွေတချို့ဆိုရင်အဆင်မပြေဘူးလေအဆင်မပြေတဲ့အခါကျတို့တို့မောင်ရှင်နှောင်းတွေတတောင်းကြည့်လိုက်တယ်မချွန်တတောင်းကြည့်လိုက်တဲ့အချိန်မှာထဲ့မလားထဲ့မယ်ဆိုလို့ရှိရင်အမဒီလိုလေးလှူပေးခြင်းလို့ဆိုကြတချို့ကလည်းဝမ်းသာအားရနဲ့ထဲ့မယ်တချို့ကျတော့လည်းဝတ်စားမှုတွေပါလေအဝတ်စားတွေပါလေ ဟိုဟာဗါလေဝယ်ရမယ်အောင်းမေလို့သူကအဲ့လိုပြောမဟုတ်ဘူးကျမအဝတ်စားကြီးအဖေရောအမေရောတက်ပါစင်မာလို့အဲ့လိုမျိုးပြောပြီးတော့တွားပြီးတော့လုံလိုက်တဲ့အချိန်မှာအဲ့မနေနဲ့ကြီးလိုက်တာပေါ့ရက်ထဲမှာလိုက်လေးလာပြီးကြီးလိုက်တကယ်လည်းအဆင်မပြေတဲ့လူမျိုးထည့်ပြီးတော့လှူပေးတာ ဟုတ်ကဲ့ရှင်မင်္ဂလာပါရှင်ကျမနာမည်မချိုလို့ခေါ်ပါရရှင်မင်္ဂလာမချိုစင်ပါအဲနှစ်ယောက်တွေ့ပြတဲ့အကြောင်းကတော့မချိုရဲ့လူကိုသူ့ကိုလည်းနောက်ကနေပံပိုးခိုင်းထားတာပေါ့နော်အဲ့ခါကျတော့ကဲဒီလိုလိုပဲတွားရအောင်အတူကိစ္စအတွက်လည်းဟိုနင်းဖြစ်အောင်ကိုအကုန်လုံးလှပစ်စီတယ်ဟိုနင်းဖြစ်အောင်လို့ဆိုတော့ခေါ်လိုက်တာခေါ်လိုက်တာအဲမချိုရဲ့လူကြောင့်မချိုကပရာဟိတန်လူမှာပေါ့အဲရမြည်ရတယောက်ပဲရှိတာတားတယောက်မြည်တယောက်ပဲရှိတာလေအဲ့ဒါလေးကိုမှမချိုကဒီကလေးတွေပေါ့နော်မိသားစုလေးကိုဟိုမောင်ရှင်တော်၅ပါးရဲ့နာသ၅ပါးရဲ့ကိုမချိုကပရာဟိတန်လူပေးမှာ ။အပြည့်အလှူမှလည်းအဲမိသားစုလိုပဲလှူပြီးတော့အခုငွေလည်းမခံဘူး။ဒီလိုမိတ်ဆွေတွေကအကုန်လုံးအားလုံးကိုပေါ့နော်ပလာဟိတပုံစံမျိုးနဲ့မချွတ်တူတာပါ။အဲကုန်ကြမ်းလေးက350လောက်မှန်းထားပါတယ်။ကိုယ့်ရဲ့ချွေးနှဲစာလေးနဲ့ပေါ့နော်နည်းနည်းချင်းဟိုကိုယ့်ရဲ့စီးပွားရေးလုပ်တဲ့ဥစ္စာလေးနဲ့ပေါ့နော်အင်ချမ်းမြေကျိုးဆောင်လေးလုပ်ပါတယ်။အဲဒါလေးနဲ့လုပ်တဲ့ဥစ္စာလေးနဲ့စုဆောင်ပြီးတော့မှမြီးလေးကိုကိုယ်အချိန်လေးရှိတော့ပေါ့အားဆိုင်ပြီးတော့လှူမယ်ဆိုပြီးတော့အနေနဲ့ မချူအဲ့ဒါလေးကိုပံ့ပိုးပြီးတော့စူးစမ်းပြီးတော့ဆုထားပါလိမ့်မယ်အဲအဲ့ဒီအဲ့ဒီရသွားတဲ့အကြောင်းလေးကလည်းကိုကအစတော့အစီအစဉ်မရှိဘူးဒီ၄၅6လအတွင်းမှာပေါ့နော်စီစဉ်လိုက်တာကိုကအခုချိန်မှာအခုတချို့ရငလျင်အတွက်ပေါ့နော်ဟိုတခုခုတိုင်ပြီးဘာညာပေါ့နော်တေးကြတယ်ပေါ့နော်ကိုတွေလည်းကိုကျန်နေခဲ့တဲ့အတွက်ကိုကျန်နေတဲ့အချိန်လေးကိုကုသိုလ်ကောင်းမှုလေးလုပ်ပြပန်းဟိတာလေးလုပ်မယ်ဆိုပြီးမှချူအဲ့လိုရည်ရွယ်ချက်လေးနဲ့ဒီဒီဇင်မာ24 25ပေါ့အဲလူမဲရက်ကိုပေါ့လေခရစ်စမတ်နေ့လေးကိုတတ်မှတ်လိုက်တာ အဲ့လေသတ်မှတ်လိုက်တာမင်းလေးကိုမင်းလေးဟောတော့လားပြောမဲ့စင်ကိုရဲ့သေးသားကနေပောက်ဖွားလာတဲ့ဟာဖြစ်ပြီးအပြင်ကိုကိုရဲ့သေးသားကလည်းအဲဘယ်လိုပြောမလဲအဲတူဒီရောသားလေးပေါ့နော်သားလေးကမိရလဲတူဒီရောမိလေးဖြစ်နေပြီးအတွက်ဟိုကအာဂျိုမန်တန်နဲ့လုတ်ပေးတာပေါ့နော်အဲ့လိုမျိုးလေးလာလာဆိုမြေလိုအပ်တဲ့ဟာဆက်ဆက်ရပါတယ်အကုန်ဖြည့်ဆည်းပေးတာပေါ့ ဒီခုဒီရှင်းပြတဲ့ဟာဆိုလည်းအကုန်လုံးလေးသေးမရှိဘူးရောသားရောချွေးမရောအကုန်လုံးပြီးတော့တငယ်ချင်းပေါင်းတင်းတွေကိုလည်းခမိန်ဆိုစင်တူအကုန်လုံးအကုန်စင်တူစင်တူစင်တူပဲပေးတာတငယ်ချင်းအကုန်စင်တူပဲစင်တူပဲပေးတာအတွက်ကိုပေါ့နော်အလူမောင်ရှင်နှောင်းကလေးတွေအတွက်နာသားမောင်ရှင်နှောင်းကလေးတွေမိဘတွေအတွက်ကိုအဖေရောမိတွေအတွက်ကိုမချွာ free အကုန်လုံးဝယ်ပေးတာစင်တူလေးလူရွေးချက်လဲဆိုကိုကကြီးလိုက်တာပေါ့ရက်ထဲမှာနည်းနည်းပေါ့နော်မိသားစုတွေတချို့ဆိုရင်အဆင်မပြေဘူးလေ အဆင်မပြေတဲ့အခါကျသူတို့မောင်ရှင်နှောင်းလေးကိုတတ်တောင်းကြည့်လိုက်တယ်။ဒါကြောင့်တတ်တောင်းကြည့်လိုက်တဲ့အချိန်မှာထဲ့မလားထဲ့မယ်ဆိုလို့ရှိရင်အမတို့လေးလူသေးချင်းလို့ဆိုကြတချို့ကလည်းဝမ်းသာအားရနဲ့ထဲ့မယ်။တချို့ကျတော့လည်းဝစ်စားမှုတွေပါလေ။အဝစ်စားတွေပါလေလေ။ဟိုပါပါလေဝယ်ရမယ်အောင်းမယ်လို့ သူတို့ကအဲ့လိုပဲမဟုတ်ဘူးကျမအဝတ်စားတွေအဖေရောအမေရောတက်ပါဆင်မလို့အဲ့လိုမျိုးပြောပြီးတော့သွားပြီးလှုပ်လိုက်တဲ့အချိန်မှာအဲ့မနည်းနည်းကြိလိုက်တာပေါ့ရက်ထဲမှာလိုက်လေးလာပြီးကြိလိုက်တကယ်လည်းအဆင်မပြေတဲ့လူတွေကိုထည့်ပြီးလှုပ်ပေးတာ။ဒီဟာဟိုရင်မစ်ပွဲတုန်းကရောအရန်နဲ့နာပြီးရအောင်။အဲ့လိုမျိုးပေါ့ကိုရန်နေနဲ့အင်တာဗျူးရဟာကိုတိသွားလို့ဟိုဘယ်နေရာဝဲသွားသွားကိုကိုမြင်လို့ရှိရင်လေကြည့်နေတော့ကိုစိတ်ချမှာပေါ့ကိုကမှန်တော့ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမဲ့နမောနမေအဲ့လိုနေလိုက်တာပေါ့နော်ဒါပေမဲ့သူတို့စိတ်ထဲမှာတော့ဒါကိုယ်အောင်နဲ့ view ထားတဲ့လက်ချုပ်ဆိုပြီးတော့အဲ့လိုမျိုးအဲ့လိုအမှတ်တရတွေပေါ့နော်ပြောနေတာစိတ်ထဲမှာပေါ့နော်ဒီတယ်မှာဟုတ်ဒီလိုကြီးမရလားကြီးမရတယ်ပြီးတော့ကျွန်တော်ကအမ miss ပြိုင်တော့လည်းအားပေးတယ်လေဟိုပေးရလဲကျွန်တော်တို့ပဲပေးကြတာပေါ့အဲ့လိုတကယ်တည်းကိုအားပေးကြတာပေါ့အာနောက်ဆက်စကားပြောရမယ်ဆိုရင်အခုလိုမျိုးလာပြီးတော့ရန်ကုန်ကနေတကူးတကလာပြီးတော့ မေးမြန်းပေးတဲ့အတွက်ဒီမီဒီယာတွေကိုလည်းကျေးဇူးတင်ပါတယ်လို့မချိုရဲ့အလှူကြီးကြလို့ဆိုလို့ရှိရင်လည်းလို့ချွတ်ရောက်ပေးကြပါအောင်လို့တောင်းဆိုပါတယ်ရှင်ဒီပါဟုတ်ကဲ့လမ်း86လမ်းမှာနေပါတယ်အလှူအကြတော့10လမ်း80လမ်းတောင်းမှာစက်ဝင်မင်းကြောင်းတိုက်ဟုတ်ကဲ့ရှင်အဲ့မှာလည်းလာခဲ့ပေးပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်